ရသော်ဗျာကဒီကနေ့ကဘာကုဟာတရားရမ်းမှာဂေါရမဖေယပွင့်လိုက်လို့လူတွေဟာအချင်းနေပြန်ကောင်းလာတိုးတက်လာတရားရမ်းဘာကြောင့်လို့ဆိုရင်တရားရမ်းဟာဘယ်လိုခင်မျိုးလဲလို့ဆိုရင်ကလိယူကလို့ခေါ်တယ်ခင်မျိုးကြီးပဲကလိယူကဆိုတဲ့ခေဟာလူလေးယောက်မှတယောက်ပဲလူကောင်းရှိတယ်နော်၃ယောက်ကလူဆုံး ကိုယ်တိတ်ခါရှိတဲ့လူပိသားတာ၃ယောက်တည်းမှာ၄ယောက်တည်းမှာတယောက်ဖယ်ရှိကြံတဲ့လူတွေကမကောင်းတဲ့လူတွေကြီးပဲသူဆိုရည်လူမိုက်တွေအဲ့ဒီခစ်ထဲမှာမြတ်စွာဘုရားပွင့်လိုက်တော့ဒီလူကောင်းတယောက်ကိုထိမ့်နိုင်တဲ့အတိုင်းအတာလေးတစ်ခုဖြစ်သွားတယ်ဒါလေးတစ်ခုထိမ့်ဖို့အတွက်မြတ်စွာဘုရားပွင့်ပြီးထိမ့်ပြီးဟိုလူဆိုးတွေကလူကောင်းပြန်ဖြစ်ဖို့ဆိုတာခဲ့စတဲ့ကြည့်ပါ တရသည်တရသည်ဆယ်လုံးလောက်ဝယ်မဲ့မဲ့လေးတွေဝယ်ထားပြီးတော့အဲ့ဒီဆယ်လုံးရဲ့အလဲမှာတရသည်အပုတ်ကလေးတစ်လုံးထည့်ထားအဲ့ဒီတစ်လုံးကအပုတ်ကလေးတစ်လုံးထည့်ထားတာကိုအကောင်းဆယ်လုံးကအပုတ်တစ်လုံးကိုဝိုင်းပြီးတော့တရသည်အကောင်းဖြစ်အောင်လုပ်နိုင်ပါမလားမလုပ်နိုင်ဘူးအဲ့ဒီအပုတ်တစ်လုံးရဲ့နောက်ကိုအကောင်းဆယ်လုံးကလိုက်တော့မှာ လူလောကရဲ့သဘာဝအဲ့လိုဖြစ်တယ်။အပုတ်တလုံးရဲ့နောက်ကို10လုံးကလိုက်တော့အဲ့ဒါကြောင့်ဟိုအကောင်းဖြစ်ဖို့ဆိုတာမှတ်မှခဲ့နေဖြစ်တော့အဲ့တော့ဘသူတွေမကောင်းမကောင်းကိုကောင်းအောင်မလုပ်သင့်ဘူးလားကိုကိုပဲပြန်ပြီးတော့စဉ်းစားကိုကိုပဲပြန်ကြည့်ရလောကမှာလူတိုင်းလူတိုင်းကောင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကဘာကြီးငြိမ်းချမ်းသွားမှာဖြစ်တယ် အားလုံးအငြိမ်းချမ်းသာမယ်သူလည်းကောင်းမယ်ကိုလည်းကောင်းမယ်ဘာလို့လို့ဆိုရင်မြို့ပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ် တိုင်းပြည်ပဲဖြစ်ဖြစ်လူတယောက်စီနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတာလည်းဖြစ်တယ်ပေါ့ဟောလူရည်တွေများလာတဲ့အခါဥမာမြန်မာပြည်ပါဆိုရင်တမောင်50နဲ့တစ်ရှိတယ်ဆိုလို့ရှိရင်တမောင်50တောလူတွေအချင်းချင်းလူတိုင်းလူတိုင်းကငါရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာကိုခိုင်မာတည်ဆောက်မယ် အမုံတရားတွေကိုငါရှင်းထုတ်မယ်လို့သာနှလုံးသွင်းပြီးအမုံတရားတွေကိုသာနိုင်အောင်တိုက်ကျန်တာတွေနိုင်အောင်တိုက်ဆံမလို့ဒီကနေ့အမုံတရားတွေကင်းစင်သွားပြီဆိုဒီကနေ့ငြိမ်းချမ်းရရတော့မသေးကြလည်လားလုံးဝငြိမ်းချမ်းရှင်ထဲမှာအမုံတရားတွေတုံးပြီးတော့တူထားပြီးတော့ငြိမ်းချမ်းရစကားပြောနေလို့ကတော့ကောက်ချစ်စင်လဲမှုသာပဲဖြစ်မှာနော်ကောက်ချစ်စင်လဲအဲ့တော့လူတိုင်းလူတိုင်းဟာ ဒီအမုန်းတရားတွေကဲအောင်調査နိုင်ဖို့လိုအပ်တယ်အမုန်းတရားကဲမှုအတွက်ဘယ်လိုလုပ်ရမုန်းတယ်ဆိုတာမကောင်းဘူးဒေါသဆိုတာမကောင်းဘူးဒေါသကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အပြစ်အနာစာတွေဘာတွေရှိလဲဥပမာပဲဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာနော်ဟန်တိကုတ်တော်ပုထုဇဉ်ပုထုဇဉ်ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ကိုယ်ကိုလည်းတည်အောင်လုပ်တယ်သူများကိုလည်းတည်အောင်လုပ်တယ် ောက်ဆုံးမှာကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့မိဘနှစ်ပါးကိုလည်းသိအောင်လုပ်တယ်။ဟောမပြောသင့်တဲ့စကားကိုလည်းပြောအောင်လုပ်တယ်မလုပ်သင့်တဲ့အလုပ်ကိုလည်းလုပ်စီဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဒေါသအဋ္ဌာနာသနာတိသုံးဖို့ဒုထောအဋ္ဌာနာသနာတိဒေါသလွှမ်းမိုးထားတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တရားဟာအကျိုးလည်းမသိဘူးအကြောင်းလည်းမသိဘူးအန္တန္တမန္တရာဟောတိဒေါသလွှမ်းနေပြီဆိုရင်မောက်ကြသွားပြီသူ မောင်ကျသွားတယ်ဆိုမမြင်တော့ကမ်းမမြင်လေးမမြင်ဆိုပြီးတော့ဖြစ်တယ်အမှန်တရားကိုသိနိုင်စွာမရှိတော့အဲ့ဒါလောက်ထီအောင်ဒီအမုန်းတရားဟာကိုယ့်ကိုလွှမ်းပို့ထားပြီဆိုလို့ရှိရင်လူတယောက်ဟာကိုလုတဲ့လူတရားမမရွေးနေကိုဖြစ်ကုန်တဲ့ပုံဒါကြောင့်မလို့ကိုယ့်ရင်ထဲကဒေါသတရားကိုရှင်းထုတ်နိုင်အောင်ကြိုးစားမယ်မေတ္တာပို့ရဲဆိုတာရင်ထဲကအမုန်းတရားကိုဖယ်ရှားပစ်တာ မဖယ်နိုင်သေးရင်ရှော့ချရှော့ချပြီးတော့နောက်ဆုံးကျတော့ရှင်းပြနိုင်ရနီလန်းကဘာတော့ဆိုမေတ္တာပွားတာအေးမေတ္တာပွားဖို့လေကိုမြတ်စွာဘုရားဟောထားတယ်အများကြီးပဲရှင်မေတ္တာကိုဘယ်လောက်ထီအောင်မြတ်စွာဘုရားတင်စားပြီးတော့ဟောတော့